1389ခုနှစ်မြန်မာနိစံတရနေ့2025ခုနှစ်ဧပြီလ18ရက်နေ့ငလင်ဒေတာများအတွက်မိုးလေဝသလေလာ ခမန်းကျင်များကိုတင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့အခုလေလာပြောကြားနေတဲ့နေ့လယ်တနားရီအချိန်အတွင်းမှာပဲမန္တလေးမြို့ကိုဗိုလ်ပြုပြီးတော့ရစ်ဂျတာစကေး၄အဆင့်ရှိတဲ့ငလင်တစ်ခုလှုပ်သွားပါလို့တရင်ပို့လာပါတယ် မန္တလေးမှာရှိတဲ့လူတော်တော်များလှုပ်ခတ်တယ်လို့ခံစားရတယ်လို့ပြောလာပါတယ်။တော်တော်စဲအခြေအနေမှာတော့ကျွန်တော်တို့ဘယ်နေရာတွေပျက်စီးတယ်ဆိုတော့အခုတည်းကတော့တကယ်မရသေးပါဘူး။ကောင်းပြီကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာကြည့်အောင်။ဒီခေတ်ဂျိုရုကတိုင်းတာရရှိတဲ့ချက်တွေကိုပေါ်ထားတဲ့ပုံရမြန်မာနိုင်ငံကောင်းငင်တစ်လျှောက်လုံးမှာတိတ်နေရှိနေတာတိုက်တာရရှိပြီးတော့အောက်ခြေမှာလဲဒီအညိုတွေကအောက်ခြေမှာလဲ တိနေနေရှိနေတာတွေ့ရပါတယ်တိအမြင့်နေရှိတဲ့အတွက်ကြောင့်မလို့လက်စစ်တပ်များဖြစ်ပေါ်ကမိုးကြုံးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းများကြုံတွေ့ရသလိုပဲအဲလောက်အမြင့်ရှိတဲ့တိန်ကကြလာတဲ့မိုးရာမြမာပြည်ကိုတိုက်ခတ်နေတဲ့လေစီးကြောင်းကို မြေပြင်ကိုစိုက်ဆင်းတဲ့အတွက်ကြောင့်မလို့မြေစိုက်လေပြင်တိုက်ခတ်မှုတွေလည်းကြုံတွေ့နိုင်အောင်ကျွန်တော်တို့ဒီကနေ့၁၈ရက်နေ့ နေ့လေတနားရီအတွဲမှာရွာသွားတဲ့မိုးကြီးကြီးတဲ့နေရာတွေကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဆိုရင်ကချင်ပြည်နယ်သခိုင်းတိုင်းထက်ပိုင်းမန္တလေးတိုင်းသခိုင်းတိုင်းအောက်ပိုင်းချင်းပြည်နယ်စစ်တောင်းမြဝန်းဒေသတစ်ခုလုံးနဲ့ပဲခူးတိုင်းကရင်ပြည်နယ်တရင်းနိုင်တိုင်းတို့မှာမိုးရွာသွားတာကိုကျွန်တော်တို့မှတ်တမ်းများအရတွေ့ရပါတယ်နေ့လေတနားရီကနေပြီးတော့ညနေ6နာရီရောက်တဲ့အခါမှာတော့ ျွန်တော်တို့ရွာနိုင်တဲ့ဒေသတွေဟာဆိုလို့ရှိရင်တော့ကချင်ပြည်နယ်၊သခိုင်းတိုင်းအထက်ပိုင်း၊မန္တလေးတိုင်း၊နေပြည်တော်ခရိုင်၊ပဲခူးတိုင်းအထက်ပိုင်း၊ဧရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ချင်းပြည်နယ်၊သခိုင်းပြည်နယ်မြောက်ပိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊တရင်းလာရီတိုင်းတို့ဖြစ်ပါတယ်။အချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးများနိုင်ပါတယ်။ ညနေ6နာရီနေပြီးတော့ည7နာရီအတွင်းမှာလည်းဆက်လက်ပြီးတော့ရွာသွင်းမြဲရွာသွင်းနေတာကိုဆက်လက်တွေ့ရမှာပါအဲ့ဒါကတော့မြမပြီးအထက်ပိုင်းမြမပြီးအောက်ပိုင်းမြမပြီးအလယ်ပိုင်းမှာတော့မိုးကွက်ကြားဆက်လက်ရွာသွင်းနိုင်တဲ့အနေအထားတွေ့ရပါဒီမိုးဟာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ထပ်9ရက်လောက်ကိုမြမပြီးအနှံ့အပြားကို ရွာနိုင်တဲ့အနေအထားရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ နေ့စဉ်လေ့လာပြီးတော့မှပြင်ဆင်ဖို့ချက်လက်ခမန်းတင်ပြမှာဖြစ်ပါတယ်ဒီတာနေ့ရဲ့ဒေတာတွေအတွက်ကိုလည်းကျွန်တော်တို့ Telegram ကနေပြီးတော့အပန်ဖိုင်းထုတ်လွှင့်ပြီးတော့တင်ပြမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်